မင်္ဂလာနနက်ခင်ပါဂျေစုဂိယနာမေတ္တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတဏိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ဒီဘက်ရဲ့ပူချိန်ကတော့28ဒီဂရီရှိပြီး31ဒီဂရီရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်ဒေရုရည်သွေးကပုံမှန်ဖြစ်ပြီးတော့နေ့လယ်နေ့ကမှတိမ်နှဲငယ်ရှိမယ်မြင့်ဆုံးပူချိန်က38ဒီဂရီရှိပြီးတော့အလွန်ပူနွေးတဲ့နေ့တစ်နေ့ကိုဖြတ်သန်းရမှာဖြစ်ပါတယ် ၄၀ဝီပြုခြင်းလင်းပြဧပြီလ22ရက်တနင်္လာနေ့2025ထို့ကြောင့်တင်းတို့သည်တန့်ရှင်သူတို့၏အမျိုးသားချင်းဖြစ်ကြ၏ဒီကချက်ဧဖက်ဩဝါဒစာမှာခေါ်အားယူစရာများ အပိုင်းခုနှစ်ဖက်ရန်ကျမ်းချက်ဧဖက်ဩဝါဒစာခန်းကြီးနေခန်းငယ်29မှ22ထိုခရစ်တော်သည်လဲကြွလာ၍ဝေးလျက်ရှိသောတင်းတို့အား၎င်းနီးလျက်ရှိသောငါတို့အား၎င်းညင်ချင်းချင်းတရားသည်ဟူသော ဧဝံဂေလိတရားကိုဟောတော်မူ၏ထို့သောခရစ်တော်အဖျင်ငါတို့နှုတ်ဦးသည်စိတ်ဝိညာဉ်တလုံးတဝရဖြစ်၍ခရစ်တော်ထံသို့တိုးဝင်ရမည်ခွင့်ကိုရကြသည်ထို့ကြောင့်သင်တို့သည်တကြွတနိုင်ငံသားမဟုတ်ဧည့်သည်လည်းမဟုတ်တန်ရှင်သူတို့၏အမျိုးသားချင်းဖြစ်ကြ၏ဖျားသခင်၏အိမ်တော်သားလည်းဖြစ်ကြ၏အဘယ်သို့နည်းဟုမူကားတမန်တော်တို့မှဆ၍ပရောဖက်များသည်ဟူသောတိုက်မြင့်ပေါ်၌ သင်တို့သည်ထပ်ဆင်း၍တည်ဆောက်လျက်ရှိကြ၏ထိုတိုက်တောက်အမြင့်ကြောက်ကယေရှုခရစ်ဖြစ်သည်ထိုကြောက်နှင့်တိုက်လုံးကို စေ့စပ်၍ကြီးပွားသဖြင့်သခင်ဖျားအလို့ငါတန့်ရှင်သောဗိမာန်တော်ဖြစ်၏ထိုဗိမာန်တော်၌လည်းဖျားသခင်သည်ဝိညာဉ်တော်အဖြင့်ကျင်းဝတ်တော်မူခြင်းအလို့ငါသင်တို့သည်ငါတို့နှင့်အတူတည်ဆောက်လျက်ရှိကြ၏ရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီးနှစ်ခန်းငယ်ငါ အသက်ကြောက်များကဲ့သို့အစဉ်စဉ်အထက်ထက်တည်ဆောက်လျက်ရှိသဖြင့်ဓမ္မတိုက်ဖြစ်ကြ၏ယေရှုခရစ်အားဖြင့်ဘုရားသခင်နှစ်သက်တော်မူရာဓမ္မရစ်ကိုပူဇော်ရသောတန့်ရှင်သောရစ်ပြောဟိတ်မျိုးလည်းဖြစ်ကြ၏ဒီနေရာမှာတော့ရှင်ပေါလုသည်ယူဒလူနှင့်တပါးမျိုးသားတွေကြားထဲမှာသခင်ယေရှုခရစ်တော်အားဖြင့်ယဉ်ကျေးခြင်းပြန်လည်တည်မြဲခြင်းဖြစ်ယုံသောမကအတူတူလက်တွဲပြီးတော့မှ တိဆောက်ရတဲ့အကြောင်းတွေကိုဆက်လက်ဖော်ပြပါပါတယ် အရင်ကဖះနဲ့ဝေးနေတဲ့သူပဲဖြစ်ဖြစ်အရင်ကဖះနဲ့နီးနေတဲ့သူပဲဖြစ်ဖြစ်သခင်ရှုဟာဉာဏ်ငိမ့်ချင်းတရားကို သူကိုယ်တိုင်ဟောပြောဝေမျှခဲ့တယ်။အဲ့ဒီဟောပြောရတဲ့ရည်ရွယ်ချက်ကတော့ဒီမတူညီ क्वे ပြားနေတဲ့အုပ်စုနှစုသည်တလုံးတော်ရတဲ့နဲ့ခမည်းတော်ဖះသခင်ရှုတော်မောကိုတူတူတော်ဝင်ချင်းကမိထာယာဖွဲ့ရတဲ့ခွင့်ကိုရရှိဖို့ရန်ဖြစ်ပါတယ်။ဒီလိုမျိုးဖះသခင်ရှုတော်မောမှာတပါးမျိုးသားတွေယူရမျိုးသားတွေ တူတူမိတ္တရာဖွဲ့ဒိုးဝင်ချင်းကစုတိုင်းရတဲ့ခွင်းဟာရှင်ဘောလူများကြီးတောင်းတမျှော်လင့်နေတဲ့အရာဖြစ်တယ်။ဒုက္ခတုခါကယူရလူတွေနဲ့ဘာမျိုးသားတွေဟာတတိုင်းနဲ့မျိုးမျိုးခြားရတယ်သူတစ်ဖြင့်လူမျိုးရေးခွဲခြားတဲ့တတိုင်းအရိမာမှာအစိုးဆုံးကဘာသာရေးအပြင်ယူရလူမျိုးတွေဟာသူတို့ကိုပဲဘုရားသခင်ရွေးကောက်တယ်သူတို့ပဲတန်ရှင်တယ်ဘုရားချေတော်ရင်ကိုတိုးဝင်ချင်းကတ်တာကတဘာမျိုးသားတွေနဲ့မဆိုင်ဘူးလို့သူတို့ခံယူထားတဲ့ချိန်မှာ ရှင်ဘောလူအနေနဲ့ခရစ်တော်၌ပြောင်းလဲပြီးတဲ့သူကဘုရားသခင်ရှိမှအားလုံးအတူတူတို့ဝင်ချင်ကပ်လို့ရတယ်ဆိုတော့ခရစ်တော်ရဲ့ယဉ်ကျေးခြင်းတရားကို အထူးလေးပေးဖော်ပြနေတာဖြစ်ပါတယ်အဲ့တော့ခရစ်တော်ကိုယရှိသွားတဲ့တပါးမျိုးသားတွေဒီစန့်ကျင်ဘက်တွေယန္တူတွေမဟုတ်ဘူး၊ဒစိမ့်တွေဧည့်သည်တွေမဟုတ်တော့ဘဲနဲ့တန့်ရှင်းသူတွေနဲ့တူတူတဏ္ဍာန်သားချင်းတမျိုးသားချင်းပဲဖြစ်သွားတယ်ဆိုတာကို ဖော်ပြပါဗါတယ်။အဲ့ဒါကြောင့်ခရစ်တော်၌ပြောင်းလဲတဲ့ တဘာမျိုးသားတွေခရစ်တော်၌ပြောင်းလဲတဲ့ယူဒလူမျိုးတွေအားလုံးဟာခရစ်တော်ပေါ်မှာပဲသူရဲ့ဘဝတက်တာကိုထပ်ဆင့်တည်ဆောက်ရမယ်။အဲ့ဒါကခရစ်တော်လိုလားတဲ့ဗိမာန်တော်ပဲဖြစ်တဲ့အဲ့ဒီဗိမာန်တော်ရဲ့မှာတကယ်တိုက်တောင်းကြောင်းမြစ်ကတော့သခင်ယေရှုခရစ်တော်ကိုယ်တိုင်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ကိုယ်တိုင်ပေါ်မှာတည်နေတဲ့ထပ်ဆင့်တည်ဆောက်တဲ့အရာမှန်များဟာဘုရားသခင်ရဲ့နှစ်သက်တဲ့ဗိမာန်တော်ဖြစ်တဲ့ အခုရှင်ပေါလုဖော်ပြနေတဲ့အရင်ကတိုင်းခြားရတဲ့တပါမျိုးသားပဲဖြစ်ဖြစ်ယူဒမျိုးသားပဲဖြစ်ဖြစ်သခင်ယေရှုခရစ်၌သာအသက်တာကိုပြောင်းလဲထားတဲ့သူမှန်ရင် သူသည်ဒီမဟောင်းခက်ကပရောဖက်တွေဒမက်တစ်ခက်ကတမန်တော်တွေပေါ်မှာသက်စင်တိဆောက်တဲ့အရာကိုလှုပ်ဆောင်နေတဲ့သူဖြစ်ပြီးတော့မှသူ့ရဲ့အခြေခံကြောက်ကလည်းသခင်ယေရှုခရစ်တော်ပဲဖြစ်တယ်ဆိုတာကိုသိရှိခံယူကြဖို့ရန်တိုက်တွန်းထားခြင်းဖြစ်ပါတယ်။ ဲ့ဒီထက်ဆင့်တိဆောက်ခြင်းတွေဟာမပြီးသေးဘူးဆက်လက်ပြီးတော့မှတိုးပွားထက်ဆင့်တိဆောက်နေမယ်နောက်ပြီးတော့မှစစ်စစ်ဆက်ဆက်နဲ့အားလုံးပါဝင်အောင်တိဆောက်တဲ့အခါမှာဒီနေ့ယုံကြည်သူခရစ်ယာန်တွေလည်းပါဝင်ပြီးတော့မှဒီတိုက်တောင်ကြောင့်မြစ်ပေါ်မှာဆက်လက်ထက်ဆင့်တိဆောက်နေတဲ့သူတွေဖြစ်ကြောင်းကိုကျွန်တော်တို့နားလည်ရပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ခရစ်တော်နိုင်တည်ပြီးတော့မှခရစ်တော်ရဲ့အင်္ဂလိပ်တရားကိုကြားနာလက်ခံယုံကြည်တဲ့သူတိုင်းဒီ ခရစ်တော်ဆိုတဲ့တိုင်းမြစ်ပေါ်မှာထပ်ဆင့်ပြီးတော့မှလုံးတော့ရဲတိဆောက်ကြတဲ့သူတွေချင်းချင်းပဲဖြစ်ပါတယ်။တလက်စုတောင်းကြပါစို့။မြစ်တာရရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တစ်တွက်ကိုရောကိုယေရှုတင်ပါတယ်။ဒီမနေ့ခင်မှာလူထရှင်တန်လာတဲ့သူတွေအားလုံးကောင်းချီးပေးပါ။ယောဂါတွေကင်းဝေးစေပါ။ကျန်းမာခြင်းတွေပြည့်စုံစေပါ။သိဝိညာဉ်ရှင်လဲရသောခွင့်ကိုပေးတနာရမူပါ။ဒံရရလက်ရှိတဲ့သူတွေ ကုသခြင်းကိုခံရရှိတဲ့သူတွေတည်တည်လဲသက်တာပြောက်ကင်းကျမ်းမာရတဲ့ခွင့်ကိုကိုရရှင်ပြင်ဆင်ချပြီးမာစာတနာတော်မူပါထိခိုက်တရားရတဲ့သူတွေမတရားညဉ့်ဆန်းနှိပ်စက်ခြင်းခံရတဲ့သူတွေတည်တည်ကိုလည်းကိုရရှင်ကြီးရှုကြွားရမူပါတရားမဲ့တတ်ဖြတ်ခြင်းတွေလုပ်နေတဲ့သူတွေကိုလည်းကိုရရှင်အသက်ရတန်ဖိုးကိုနားလည်အောင်တွင်တင်ပြင်ဆင်ပေးတနာတော်မူပါမတရားဖန်ဆီးချုပ်နှောင်ခံရတဲ့သူတွေတည်တည်လွတ်မြောက်စေတော်မူပါမတရားဆုဆောင်ခံရတဲ့သူတွေတည်လည်း လွတ်မြောက်စေတော်မူပါတတော်တို့အနံပါရယ်ပြတော်ရရှင်ဖပြစာရန်ရဲ့ချီနှောင်ခြင်းခံရတဲ့သူတွေတည်တည်လဲလွတ်မြောက်နိုင်ရသောခွင့်ကိုကိုရရှင်ပြင်ဆင်ပေးပါ အသက်ရှင်သောဖခင်ကိုအားလုံးသိရှိယုံကြည်လက်ဖခင်သခင်ရဲ့နိုင်ငံတော်ကိုတည်ထောင်နိုင်ကြတဲ့နိုင်ငံကြီးဖြစ်စေဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါယုံကြည်သူများသင်္ကေတနာများသင်္ကေတဆရာတော်များဘုန်းတော်ကြီးများအားလုံးကိုရရှင်ကောင်းကြီးပေးသနာရမူပါယောဂမန္တမြနိုင်ကင်းဝေးစေတော်မူပါ ဒီအန်ဒီဘေးရောက်တဲ့ကာလမှာဂရက်အထူးမာဇာခြင်းဖြင့်ကွဲကာကောင်းကြီးပေးတော်မူပါကွဲကာကောင်းကြီးပေးတတ်တယ်လေယေရှုတင်ပါတယ်ဒါကြောင့်မို့ဒီခရစ်တော်၌ရှိခြင်းအပြင်ခရစ်တော်၌ကိုအင်္ဂါရဖြစ်လေအတီးတီးစည်စည်ဆက်ဆန်းနဲ့မချားမလတ်အားလုံးပါဝင်လေတီးဆောင်နေတော်သူတွေတီးတီးဖြစ်စေဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးသနာမှာမြည်ကြောင်းခင်ယေရှုခရစ်တော်ဖျားရဲ့နာမတော်မြတ်ကိုမြည်ပြုလေသနာခံစုတောင်းကြပါရဲ့ဖဖျား 阿门。